်လူအယောက်တပေါင်းစာငလင်ပင်သိပြည်သူတွေရဲ့ဝန်ဆောင်ကို ဖြည့်ရှင်းပေးနိုင်တဲ့ပိုးကြပြုခင်ရဲ့စတူဒီတာလူအေပလာတရက်နေ့ကနေနေ့စဉ်မပြတ်လူဒန်းလာခဲ့တာကိုရမြောင်နေကိုရောက်ရှိခဲ့ပါပြီကိုရကြကြွေမွေးခဲ့ရမှာ ခမန်းကြီးလူအယောက်ပေါင်းတပေါင်းဝန်ကျင်စာရှိနေပြီလို့ပိုးကြပြုခင်ကပြောပါတယ်ငလင်ပင်သိရဒေသမှာနေထိုင်တဲ့သူတို့မိသားစုကလည်းငလင်ပင်သိနဲ့တဲမှာပါဝင်ခဲ့ပေမယ့်စတူဒီတာလူကိုတော့တရက်မပြတ်ကြွေမွေးခဲ့တာပါ ကိုရဲ့တတီကျွေးမွေးခဲ့ပြီးနောက်ပိုင်းမှာတော့သူမရဲ့စတူဗီတာကပြီးဆုံးသွားပြီလို့ဆိုပါတယ်။လာမယ့်တကြမ်းမှာလည်းစတူဒီတာအလူကိုလူတန်းသွားနိုင်အောင်လို့ကြိုးစားမယ်လို့ပြောဆိုလာခဲ့ပါတယ်။နှစ်ထပ်နှစ်ပညာသတင်းဒီပုံလေးနဲ့ငလင်ပေတဲ့ခံရရတဲ့ပြည်သူတွေအတွက်ခန်းစားချက်အပြည့်နဲ့တီးဆိုရေးဖွဲလိုက်တဲ့ယုံလေး တနိုင်ငံလုံးကြုံတွေ့နေရတဲ့ဖြစ်ဆိုးကြီးတွေကိုတချင်းဖြစ်နေပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။အစိုးရယုံလင်းကတော့သူခံစားမိတာလေးတွေကိုရေးထားတည်ဆုံခဲ့တာပါ။မရှ28ရက်နေ့တုန်းကကြုံတွေ့ခံစားရတဲ့ငလင်တန်းတင်ပြည်သူတွေအယောက်ချင်းစီတိုင်းရဲ့အဖြစ်အပျက်တွေကိုထည့်သွင်းရေးဆက်ထားတာတွေ့ရပါတယ်။အားလုံးမြန်ဆုံးနဲ့အဆင်ပြေကြဖို့အတွက်ယုံလင်းကဆုတောင်းပေးခဲ့ပါတယ်။အလူရှင်မလာလို့ထမင်းအနက်မမှန်တော့တဲ့နေပြည်တော်က ်လက်စစ်တန်းတန်းကြောင့်ကိုရောက်ခဲ့ပြီးဆိုတဲ့ရွှေရည်သိန်းနဲ့သူမကတော့အလမဲဟန်တီကစပီအော့လုံးပေးထားတဲ့နေပြီးတော့လက်စစ်တန်းတန်းကြောင့်ကဒုက္ခတဲ့900စီကိုတွားရောက်ခဲ့တာပါလူမဲ့အလူရှင်တွေရောက်မလာလို့ထမင်းအနက်မမှန်တော့တဲ့လျက်စစ်ဝန်ထမ်း 900ကျော်ဟာအလူရှင်၄ကျင်းသားလာရောက်ခဲ့ပြီးဌာနကနေချက်ကျွေးတဲ့ပုံမှာကျုပ်ဥပြုတ်တလုံးနဲ့ထမင်းကိုသားစားနေရတယ်လို့သူမကရေးသားဖော်ပြခဲ့ပါတယ်အဆိုပါနေရာတို့ရွှေသိန်းနိုင်ကယခုလိုမျိုးတွားရလူရန်ခဲတာလည်းဖြစ်ပါတယ်။နောက်ထပ်ဥပညာသတင်းတစ်ပုံအနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့လက်မှတ်ကိုရပြီးဆက်နေအကြမှာတာဖြစ်သူခင်မြဲလက်မှတ်ကိုပါရရှိခဲ့တဲ့အာဇာနည်သူရဲ့ဂီတာလေးမှာတော့အမျက်တနိုးနဲ့အမေစုကလက်မှတ်ရေးထိုးပေးထားတာလည်းဖြစ်ပါတယ်။ အချိန်ကာလအဖြစ်တော့2015ခုနှစ်လမှာအမေစုရဲ့လက်မှတ်ကိုရရှိခဲ့တာဖြစ်တယ်လို့အာဇာနည်ကပြောပြခဲ့ပါတယ်။ဒီဆန်နဲ့အတွဲမှာ တိုင်းပြည်ရဲ့အတက်အကျအလဲပြောင်းချိန်ကာလတွေမှာအဆိုတော်အစာနေကတော့တစ္ဆာရှိစာနဲ့ပဲပြည်သူလူထုနဲ့အတူရပ်တည်ခဲ့တာပါနိုင်ငံခြားမှာမိသားစုလိုက်ပြောင်းရွှေ့နေထိုင်ကြတဲ့အာဇာနီဟာအမေစုရဲ့တဖြစ်သူခင်မြဲလက်မိတ်လေးကို2025ခုနှစ်မှာအဆိုပါဂီတာလေးပေါ်မှာရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မိခင်ဖြစ်သူနဲ့လက်မှတ်ကိုရရှိခဲ့ပြီးနောက်ဆယ်နှစ်ကျော်ကြာတဲ့အချိန်မှာတာဖြစ်သူရဲ့လက်မှတ်ကိုပါရရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ မန္တလေးမှာမတ်လ28ရက်နေ့နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ဖြိုချပျက်စီးခဲ့တဲ့အဆောက်အုံထဲမှာရန်ကုန်မန္တလေးလမ်းပေါ်သိပ်ပံလမ်းအနီးက Great Wall Hotel မှာပါဝင်ခဲ့သူတယောက်ပါဒီဟိုတယ်ပျက်စီးတဲ့ကနေရုရှားနဲ့မြန်မာကယ်ဆယ်ရေးအဖွဲ့၈ယောက်နဲ့ဒေဘော်ရီ၈ယောက်ရဲ့အလောင်းကိုရယူနိုင်ခဲ့တယ်လို့၉ယောက်ကိုလည်းအသက်ရှင်လျက်နဲ့ကယ်ထုတ်နိုင်ခဲ့ပါတယ်ကယ်ဆယ်ရေးတွေ့ကြုံနေတဲ့ပတ်သက်လို့ရုရှားကယ်ဆယ်ရေးအဖွဲ့ကောင်ဆောင်ကတော့ရုရှားမပြန်ခင်မှာအခုလိုပြောသွားခဲ့ပါတယ်။သူတို့ရောက်နေတဲ့အချိန်မှာဒီဟိုတယ်ကတော်တော်